စေဘောမှာစွမ်းစာနေနဲ့လူမြင်မသိတော်တဲ့ဘီယိုဖိုင်ကြောင့်လူပြောများနေတဲ့အီမီဆန်ငကားပြာလာတာမလို့ယောက်ျားတွေနဲ့နီနီကက်ကက်နေလို့မရပါဘူးဆိုတဲ့ငကားမလေးအီမီဆန်ကတော့အောင်လယ်မြို့မှာကားရဲစပွဲကစစင်ပေါ်မှာဇမင်းသားစွမ်းစာနေဆွဲဆားတာခံလိုက်ရပါပြီဒီဖြစ်ပျက်ကိုလူတွေသိတာကလည်း ။စမင်းသားဆွမ်းစာနီကအစင်ပေါ်မှာအီမီဆန်ကမဖွင့်မရလုပ်နေတဲ့ video file လေးတစ်ဖိုင်ကအင်တာနက်မှာပြန့်နေသွားတာကြောင့်မှအဆိုပါ video file ကအင်တာနက်ပေါ်မှာပြန့်နေလာပြီးမှတော့လူရီယာစမင်းသားဆွမ်းစာနီကိုနှာပူးထားလို့လူပြောများနေတယ်လို့အချို့ကလည်းအီမီဆန်နဲ့ဆွမ်းစာနီကိုလိုက်ဖက်တယ်ဆိုပြီးပြောကြတာလည်းရှိတာဖြစ်ပါတယ်။အခုချိန်မှာတော့ဆွမ်းစာနီဟာရမကရက်တောက်လုံးတော့ချက်ဖင်ကိုလေးထိုးထားတယ်လို့ပုံစံဖြစ်နေတာပါ။ ဒီလိုဆမင်းသာဆွမ်းစာနေကစင်ပေါ်မှာအီမီဆန်ကိုဖက်ပြီးတော့အာရပါရအာဘွားတွေပေးလိုက်တာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဆွမ်းစာနေဆိုတာကမြန်မာနိုင်ငံမှာအာအမြင့်ဆုံးဆမင်းသာတလက်ပါ။မြန်မာစက်တပင်လောကမှာအာအမြင့်ဆုံးထိတ်တဲမင်းသာတလက်ကိုပြပါဆိုရင်ဆွမ်းစာနေကိုပဲလည်းညှို့ထွားပါလိမ့်မယ်။ဆွမ်းစာနေကအခုချိန်မှာအမှုသမားဘွားနဲ့နေမကောင်းဖြစ်ပြီးမျက်နှာဖောက်ရောက်ကတထက်မို့မျက်နှာနဲ့တူနေပေမဲ့လေ။တစ်ချိန်တုန်းကတကယ့်ကိုကိုရီးယားမင်းသားလေးနဲ့တူတဲ့မျက်နှာကိုပိုင်ဆိုင်ထားတာပါ။ ဆမင်းသားလေးစမ်းစာနေကြတဲ့ပွဲဆိုရင်အမျိုးသမီးတွေကြိတ်ကြိတ်တို့စီကားလေးရှိတာဖြစ်ပါရင်အချို့ပတ်စံတန်နိုင်ပြီးတော့စွမ်းကိုကြိုက်ကြတဲ့အမျိုးသမီးတွေဆိုရင်စွမ်းဆက်တဲ့ပင်ဘယ်မျိုးကိုတော်တော်နောက်ကလိုက်ကြတယ်လို့ဆိုပါရီဒါပြင်စွမ်းကိုအပြစ်မှာအမြင်ပြီးမှကိုရီးယားမင်းသားလေးတွေထက်တာမှပိုလာနေတဲ့စွမ်းကြောင့်ငုတ်တုတ်မိလဲသွားတဲ့သူတွေလည်းရှိပါရီဒီလောက်ထိဆမင်းသားစွမ်းရဲ့လွှမ်းမိုးမှုကကြီးမားခဲ့တာပါစွမ်းကိုမြန်မာနိုင်ငံကအမျိုးသမီးပြိသက်တွေတင်မကပဲနိုင်ငံเจ้าကိုတော်လိုက်ရင်တောင်မှနိုင်ငံသားသူအမျိုးသမီးလေးတွေကငီးမိုးကြည့်ရတယ်ဆိုရေးစွမ်းဟာဒီလောက်ထိစော်ကြည့်ခဲ့တာပါစွမ်းစာနေက ဒီလိုအမြင်ခဲ့တာကြောင့်လေကားစီစီလာပိုင်ဆိုင်ခဲ့တယ်လို့အသက်20ကျော်မှာတင်မိန်းမောင်များစွာကျဲဝချမ်းသာလာခဲ့ပါတယ်။ဆဇာနီကဒီလိုအမြင်မှုတွေရှာတာကြောင့်စေရီအရက်ရမကမိမစားတဲ့လူမှုရေးပြဿနာရှုပ်ရှင်းနေတဲ့တူအောင်မြင်မှုတွေကြာရှုံးသွားကြရတာပါဆမင်းသားဆန်းဟာအရက်နဲ့အခြားတော့မကောင်းတဲ့ကျင့်စရိုက်တွေကြောင့်သူ့ရဲ့နုပညာနဲ့အောင်မြင်မှုစည်းစိမ်ချမ်းသာတွေကိုဆုံးရှုံးလိုက်ရုံသာမကပဲသူ့ရဲ့ကျမ်းမာရေးကိုပါဆုံးရှုံးလိုက်ရတာပါ အရက်နဲ့ဆေးတွေကိုမတရားလွန်ကျွန်းသုံးဆွဲခဲ့တဲ့စွမ်းစာနေရခနာကိုကျမ်းမာရေးချိုရင်းကဘီယိုဆာမှာပြောခဲ့သလိုစွမ်းကစွမ်းနဲ့မတူတော့ဘဲနဲ့မျက်နှာဖောက်ရောင်ကထက်ထက်မိုးဥလိုလိုညင်ညီမောင်စမ်းချောင်းလိုလိုဖြစ်နေတာဖြစ်ပါရည်။ဂျာပင်ရှင်ကလို့ပတ်စံငွေကြေးစီးစိမ်ဥစ္စာချမ်းသာမှုတွေမရှိတော့တဲ့စွမ်းစာနေဟာအခုဆိုရင်ခနာကိုနေမကောင်းနေကြတဲ့ကစက်ပွဲတွေမှာတချင်လိုက်ဆိုရတာပါ။ဒီလိုဆိုနေတဲ့အချိန်မှာပင်အင်မီဆန်နဲ့အတူတူစမ်းစင်ပေါ်မှာတချင်ဆိုရတာဖြစ်ပါရည်။အင်မီဆန်ဆိုတာကလည်းနုပညာလောကမှာဗာမွင်လိုငကားဘူးသူလိုလိုထက်လန်းလိုလိုအောင်လဲ ုလိုနဲ့တန်းရှင်းရှာနေရတာပါအခုကမှတော့အီမီဆန်ကတပတ်တလန်းကဝင်းဝေးရှောက်အောင်လို့ဇက်ပွဲစတေရှိုးပွဲမှာညချင်းနဲ့ဝင်ရောက်ဖြောပြနေပုံရှာပါတယ်ဒီလိုစင်ပေါ်မှာဇမင်းသားဆွမ်းစာနေနေအီမီဆန်တို့နမဲကြီးဆိုတော့ဇဝင်းထုရဲ့နှိုင်းမဲ့ဆိုတဲ့သင်းကိုတိဆုဖြောပြကြတာပါဒီလိုတိဆုနေစဉ်အတွင်းမှာပဲဇမင်းသားဆွမ်းစာနေဟာအီမီဆန်ကိုပခုံးကကိုင်ကအာရပါရဖက်အပြေအပြင်မဟာဒီယာတားယူကဖက်ခဲ့တာဖြစ်ပါတယ်ဒါပြင်မူနေတဲ့ပုံရတဲ့ဆွမ်းစာနေဟာအီမီဆန်ပေါကိုလည်းချင်းချင်းဖက်ပြီးအဝါပေးဖို့စူးစမ်းခဲ့တာပါဒီလိုဆွမ်းစာနေနဲ့အီမီဆန် န်တို့စင်ပေါ်မှာဖြစ်စင်နိုင်ဖြစ်နေကြတဲ့ video ဖိုင်ကြောင့်လူပြောများနေတာဖြစ်ပါတယ်။အချို့ကလည်းစွမ်းစာနေကိုပြစ်တင်ကြသလိုအချို့ကလည်းအိမ်မီစံနဲ့စွမ်းစာနေကိုလိုက်ဖက်တယ်ဆိုပြီးတော့သဘောတူနေကြတာဖြစ်ပါတယ်။ video ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောစင်ပေါ်မှာဖြစ်စင်နိုင်ဖြစ်နေကြတဲ့စွမ်းစာနေနဲ့အိမ်မီစံကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောခဲ့ပေးပါအောင်ရှင်။